တန်ခါတော်၅ပါးကိုယုံထုတ်ရာတာမွေတရားရုံးကိုဥယျာတူဥပါမောခရွှေညဝါဆရာတော်ပါဝင်တန်ခါတော်တွေနဲ့တရားရုံးပဝင်ခြင်းကပြည်သူတွေတန်ခါတော်တွေကိုအတ္တမလူဝေလဲပြီးတရားဆွဲဆိုဖမ်းဆီးခြင်းကိုလက်မခံနိုင်သူတွေလာရောက်ခဲ့ကြပါတယ်။ဒါပြင်ပြည်နယ်ဆရာတော်ကြီးရဲ့တာရက်ကတာရက်ကမများနဲ့68မျိုးဆက်ငင်းချင်းနဲ့ပွင်လင်းလူဖွဲ့စည်းကမမီမီဥဆိုထွန်းမြို့သားဒီမိုကရေစီဖွဲ့ချုပ်မှအဖွဲ့ဝင်ချုပ်လာရောက်ခဲ့ပြီးအပြစ်မဲ့တန်ခါတော်များချက်ချင်းလော့တမရာရုံးအကြံပေးဥအမ ောင်ချက်ချင်းဖြုတ်စားတဲ့ကြွကြော်တန်နေနဲ့ဆန္ဒပြဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ပါတယ်။နေနေလေးနောက်ဆုံးပါနော်နေနေလေးနောက်ဆုံးပါနော်နေနေလေးနောက်ဆုံးပါနော်

나갑니다. <whispers> ီးခဲ့တဲ့ဇွန်လဒုတိယပတ်တွင်ရန်ကုန်မြို့တာဝန်မြို့နယ်မှာရှိတဲ့မဟာတန်တိဒုက္ခကျောင်းတိုက်ကိုညနေပိုင်းမှာတာနာရေးဦးစီးဌာနမှတာဝန်ရှိသူတွေတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်တွေနဲ့တိုင်းတန်ကနိုင်ရကမှဖုံးတော်ကြီးချုပ်ကချိတ်ပိတ်ပြီးတန်ကားတော်များနဲ့ကျောင်းမှနေထိုင်တဲ့လူပုဂ္ဂိုလ်တွေကိုခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်ဖက်ကြီးခေါ်ဆောင်သွားတဲ့တန်ဃာတော်တွေကိုတာတာညှို့နှက်စေမှုနဲ့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။အဆိုပါအမှုအတွက်လာမယ့်ဇွန်လ29ရက်နေ့မှာရုံးချိတ်ထပ်မံချိန်ဆိုထားတယ်လို့သိရပါတယ်။